င်တိုက်ပွဲဆိုအဲ့ဒါကိုပြောတာဒံယေလဆူတောင်းတဲ့အခါဘေကောင်းကင်တမန်ပြုတ်သွားလဲဆိုတော့ပါရှယ်ဗျင်ပြုတ်သွားတယ်။ဘာကြောင့်လဲဆိုတော့ဒံယေလဆူတောင်းကြကြအောင်အားနဲ့ကောင်းကောင်းကင်တမန်ဂါဗီလာကလာပြောတယ်ဒံယေလကိုဒံယေလအဲ့မင်း21ရက်အစာရှောင်ဆူတောင်းတဲ့အတွက်ကြောင့်ကောင်းကင်မှာငါတို့တိုက်ပွဲဖြစ်တယ်ဘာလို့လဲမိခေလာကိုယ်တိုင်လာကူရတယ်ငါမင်းရှိကိုလာချင်တာကြာပြီဒါပေမဲ့ကောင်းကင်မှာငါ့ကိုတဲ့ကုရုဗျင်ကစီးတားတယ်ကုရုဗျင်ဆိုတာပါရှယ်ဗျင်ပါရှယ်ဗျင်ကဘယ်လိုလုပ်ကောင်းကင်မှာသွားရှိတာလဲမဟုတ်ဘူး ပါရှန်နိုင်ငံကိုကိုစားပြုပြီးအုပ်ချုပ်တဲ့ဒုတိယကောင်းကင်မှာကောင်းကင်တမန်မင်းနေရှိတယ်။အဲ့ကောင်းကင်တမန်ကဘာလုပ်လဲဆိုတော့ဂါဗီလာဆင်းလာတော့စီးတာတယ်။အဲ့ခါမှာမိခေလာဆိုတဲ့မိုက်ကယ်ကဝင်တိုက်ရတယ်။အခုအန်နဲ့ဂါဗီလာဆင်းလာပြီလားပြောတယ်။အခုမင်းဆူတောင်းတဲ့အတွက်ငါပြန်တက်ရမယ်တဲ့။ပြီးရင်ငါတို့ဘာဖြစ်မလဲဆိုတော့ပါရှန်ကိုငါတို့နိုင်ပြီးတဲ့အခါမကြာခင်မှာပါရှန်အနောက်မှာဘသူတက်လာမလဲဆိုတော့ဂရိအင်ပါယာတက်လာမယ်တဲ့။ဟေလတဘုရင်တက်လာမယ်။ဟေလတဆိုတာဂရိဂရိတက်လာမယ်။အတိတ်ပြန်ဘာလဲဆိုတော့ကဘာကိုကြီးစိုးတဲ့ ခေါင်းဆောင်တွေခေါင်းဆောင်တွေ empire တွေ empire တွေအားလုံးရဲ့နောက်ွယ်ရမမြင်ရတဲ့နယ်ပယ်မှာဘာလို့ရှိလဲဆိုတော့ကောင်းကင်နဲ့တည်းရှိတယ်အဲ့ဒါခုပြောတဲ့ကောင်းကင်တမန်၄ပါးကိုလွတ်လိုက်လို့ပြောတဲ့အခါမှာ